မင်္ဂလာပါရှင်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကနေဧပြီလ18ရက်ဒီဂရီ98နှစ်အချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင်မင်္ဂလာပင်လယ်အလဲပိုင်းတွင်တိမ်အနေငယ်ဖြစ်ထွန်းနေပြီးကပ်ပလီပင်လယ်ပြင်နှင့်ကြံမင်္ဂလာပင်လယ်တို့တွင်တိမ်အသင့်တင့်ဖြစ်ထွန်းနေပါမည်။ ဒီကနေ့ညနေထိခမ်းမန်းချက်ကတော့မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းအရှေ့ပိုင်းတို့တွင်နေရာကွက်ကြားနေပြည်တော်၊ပဲခူးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ကယားပြည်နယ်တို့တွင်နေရာကျကျရန်ကုန်တိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းနဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင်နေရာစစ်စစ်၊ကြံတိုင်းဒေသကြီးနယ်ပြည်နယ်တို့တွင် နေရာအနှံ့ပြားမှုထိကြုံရပါမည်။ရွာရံလုံးပြည့်ဖြစ်ပါသည်။ မြမပင်လေးပင်တွင်လှိုင်းနေငယ်မှလှိုင်းတင်တင်ရှိပါမည်။လှိုင်းမြမမြမကယုန်ရင်တခြားနယ်ကမ်းလူပင်လေးပင်တို့တွင်လေးပင်မှခုနှစ်ပင်ကန်ရှိနိုင်ပါသည်။နောက်နေ့အတွက်ခမန်းချက်ကတော့ရန်ကုန်တိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အေရီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင် နေရာစစ်စစ်မှနေရာအနှံ့ပြမှုထိချုံရပါမယ်။ နေပြည်တော်မန္တလေးမြို့နယ်နီးတဝိုက်တဲဒီကနေ့ညနေတီခမ်းမန်းကြကတော့တိမ်တင်းတိမ်ဖြစ်ထုံပြီးမိုးထစ်ချုံ၍နေရာကွက်ကြားမိုးရွာနိုင်ပါတယ်။ရွာရံနှုံး60ဖြစ်ပါတယ်။ရန်ကုန်မြို့နယ်နီးတဝိုက်တဲဒီကနေ့ညနေတီခမ်းမန်းကြကတော့တိမ်တင်းတိမ်ဖြစ်ထုံပြီးမိုးထစ်ချုံ၍နေရာကွက်ကြားမိုးရွာပါမယ်။ရွာရံနှုံး80ဖြစ်ပါတယ်ရှင်။